အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျွန်တော်လေဘဘူးတင်ရဆိုလို့ရှိရင် လာမယ့်စနေနေ့ညမှာတော့ပရီးမီးယားလိဖွဲ့စဉ်28အနေနဲ့ဆောင်းဟန်တန်အသင်းကိုကျွန်တော်တို့အင်ဂရင်းအန်ဖီမှာလက်ခံရှင်ပြန်တစားမှာလည်းဖြစ်ပါတယ်။ဒီဆောင်းဟန်တန်အသင်းနဲ့တစားမယ့်လေဘဘူးတင်ရဲ့ဖွဲ့စဉ်လာဆိုလို့ရှိရင်မတ်လအတွင်းမှာလေဘဘူးအသင်းအတွက်ဒီပရမအူးဆုံးပရီးမီးယားလိဖွဲ့စဉ်ပွဲဖြစ်လာမှာဖြစ်တယ်လို့လေဘဘူးအသင်းရဲ့ဒီမတ်လအတွင်းမှာတစားမယ့်တပွဲသေးသောပရီးမီးယားလိဖွဲ့စဉ်ပွဲလည်းဖြစ်ပါတယ်။လေဘဘူးအသင်းနေနဲ့ဆိုလို့ရှိရင်ဒီမတ်လအတွင်းမှာ၃ပွဲပဲရှင်ပြန်တစားဖို့ရှိနေပြီးတော့ဒီဆောင်းဟန် Hunter အသင်းနဲ့တစားမယ်ပြီးတော့လို့ရှိရင်လာမယ့်ဂျာရက်မှာတော့ SPC အသင်းနဲ့ Champion League 16သင်းအဆင့်ဒုတိယကျောအပွဲစဉ်တစားမယ်ပြီးတော့လို့ရှိရင်16ရက်နေ့ဒီတနင်္လာနေ့ညမှာဆိုရင်တော့ Newcastle အသင်းနဲ့ AFL Cup Final ရော Wembley Green မှာရှင်ပြန်တစားမှာလည်းဖြစ်ပါတယ်အဲ့အတွက်ဆိုလို့ရှိရင် Match လအတွင်းမှာတစားမယ်၃ပွဲမှာတော့ဒီကျွန်တော်တို့အချောင်လေဆုံးလို့ပြောရမယ် Southampton အသင်းနဲ့အပွဲစဉ်မှာ Liverpool အသင်းနဲ့ဘယ်လိုရလဒ်တွေရယူသွားနိုင်မလဲဆိုတဲ့ဟာကျွန်တော်အထူးပွဲချုပ်သုံးသပ်ချက်လေးလောက်ရအောင်เนาะ ပထမဦးဆုံးကျွန်တော်ဒီနှစ်သိန်းရဲ့ Garden Farm လေးတွေကိုအရင်ဆုံးပြောကြည့်အောင်ပါเนาะ Liverpool အသင်းရဲ့ Garden Farm ကိုပဲကျွန်တော်တို့ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့နောက်ဘွဲမှာကျွန်တော်တို့ပြိုင်ပွဲဆုံးမှာပေါ့เนาะ Liverpool အသင်းနေနဲ့ Aston Villa အသင်းနဲ့တူတူသေးကြတဲ့ပွဲစဉ်တော့လွဲမယ်ဆိုလို့ရှိရင်ဂျန်နဲ့လေးပွဲစလုံးတော့အနိုင်ရတယ်တော့ကျွန်တော်မြင်တွေ့ခဲ့ရတယ် Wolves အသင်းကို England မှာ2-1ဆိုတဲ့ရလာနဲ့အနိုင်ရခဲ့တယ်ပြီးသားလို့ရှိရင် Aston Villa အသင်းကို2-2သေး Manchester City အသင်းကိုကျွန်တော်အဝေးခွင်မှာ2-1 Newcastle အသင်းကိုကျွန်တော် ော့ပရီးမီးယားလိပွဲစဉ်တွေနဲ့အင်ထွေးမှာဒူနေပြီးသွားလို့ရှင်နောက်ဆုံးဂျာရက်မှာတော့ဒီချန်ပီယံလိပွဲစဉ်မှာ PSG အသင်းရောအဝေးကွန်းမှာ1-0နဲ့ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒီအနိုင်ရတဲ့တော့မြင်တွေ့လို့ရတယ်ဒီနောက်ဆုံးရစားတဲ့၃ပွဲဆက်တိုက်လီဗာပူးအသင်းနေနဲ့ဆိုလို့ရှင်ရင် clean sheet တွေရယူနိုင်နေရတော့မြင်တွေ့လို့ရတယ်တိုက်ဆက်ပိုင်းတော့ဆိုလို့ရှင်တော့နည်းနည်းလေးနောက်ပိုင်းပွဲစဉ်တွေမှာရုံးတန်ကြရတဲ့အနေအထားတွေတော့မြင်တွေ့လို့ရပြီးတော့ဒီနောက်ဆုံးရားပွဲမှာ twin throw က go go သာသွင်းယူနိုင်တဲ့အနေအထားတော့မြင်တွေ့လို့ရတယ်ဒါကလည်းဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီ favorite အတွင်မှာ တဲ့ထက်ခဲတဲ့ပွဲစဉ်တွေရှင်ပြန်ကစားရတဲ့အနေထားမှာဆိုလို့ရှိရင်လီဗာပူးအသင်းအနေနဲ့ပေါ့နော်ကစားသမားတွေရဲ့သူတစ်ဖြင့်ဂရိုဒီဒဘိုတို့လိုကစားသမားတွေဒဏ်ရာရသွားတဲ့အနေထားတွေအသင်းရဲ့ main player တွေဘယ်လိုပြောမလဲ fatigue ဖြည်းဖြည်းဖြစ်လာတဲ့အနေထားတွေ fitness 100%မပြည့်တော့တဲ့အနေထားတွေကြောင့်မို့လို့ဒီနီဖြတ်အားနဲ့ slot ရဲ့တက်တက်လေး change တွေလာပေါ့နော်ဆိုလိုရင်းကကျွန်တော်တို့ဒီပွဲကို control လုပ်တဲ့နေရာမှာ ball position ကိုအသာရအောင်ယူပြီးတော့ကစားကအသာရအောင်ယူတဲ့ပုံစံမျိုးတွေစာကျွန်တော်တို့အနေနဲ့ပွဲအတွင်းမှာရှိတဲ့ drum set ကို ပြောင်းလဲလိုက်ပြီးတော့ဗောနော်အဒီတာက transition တွေဘိုင်းလို့ပို့ပြီးအားစိုက်တဲ့အနေထားတွေကြောင့်မို့လို့ဒါကျွန်တော်တို့ရဲ့ဒီတိုက်ဆက်ပိုင်းက goal တွေရယူတာနည်းနည်းတဲ့အနေထားလို့သုံးသပ်လို့ရရဗောနော်ဒါပေမဲ့လည်းဒီ strategy နဲ့ဒီ tactic တွေကြောင့်ပဲမို့လို့ဆိုလို့ရှိရင်ကျွန်တော်တို့ Liverpool အသင်းအနေနဲ့ transfer ဘိုင်းမှာဒါတော့တော်တော်လေးကြက်လက်လာတဲ့အနေထားတော့မြင်တွေ့ရရတယ်ဒီလိုပုံစံစပြီးအသုံးပြုတဲ့ Aston Villa အသင်းနဲ့ပွဲစဉ်မှာပဲကျွန်တော်တို့ Pedro Neto ပေးလေရတဲ့အနေထားရှိတယ် Aston Villa အသင်းရဲ့နဲ့တစားတဲ့နောက်ပိုင်းပွဲစဉ်မှာဆိုလို့ရှိရင်သုံးပွဲဆက်တိုက် Liverpool အသင်းအနေနဲ့ clean င်းရှိဆိုတဲ့ရလဒ်ကိုရယူနိုင်တဲ့ဒါကဒါလီဗာပူးသင်းနေနဲ့ရာသီကုန်ရောက်လာလေလေဒီလိုမျိုးကလင်းရှိတွေများများရလာလာဒါကတော့အသင်းအတွက်ကောင်းတဲ့လက္ခဏာတစ်ရက်လို့ပဲကျွန်တော်ကတော့မြင်နေပါတော့။ဒါပေမဲ့လည်းနောက်ဆုံးကစားခဲ့တဲ့ PSC အသင်းရဲ့ပွဲစဉ်မှာတော့လီဗာပူးသင်းနေနဲ့ strategy ဘိုင်းရပြီးသားလို့ရှင်တက်တက်တဲ့ဘိုင်းရအောင်မြင်မှုရှိတဲ့တယ်ဆိုပေမဲ့လည်းပွဲအတွင်းမှာတော့ကစားသမားအချင်းချင်း classic ဘိုင်းမှာလည်း link လေးတွေပြတ်နေတဲ့အနေအထားတွေတွေ့ရတယ်။ပြီးသားလို့ရှင်တိုက်ဆက်ဘိုင်းမှာလည်းကျွန်တော်တို့ link လေးတွေပြတ်နေတဲ့အနေ ေထားတွေနဲ့တချို့တစားသမားတွေရဲ့ far out တဲ့အနေထားတွေတို့မြင်တွေ့လေ့ရတာတော့ဒါသိပြီးချိန်နဲ့ဆရာမကောင်းဘူးပေါ့နော်။တစ်ဖက်ကဆော်ဟန်တန်အသင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီလက်ရှိနောက်ဆုံး၅ပွဲမှာသူတို့ကတော့လီဗာပူးအသင်းနဲ့ပြောင်းမြန်ပေါ့နော်။အချိန်တွေတော်တော်ဆိုးနေတဲ့အနေထားမှာရှိရအောင်ဆုံး၅ပွဲမှာ Ipswich Town အသင်းတို့သူတို့ away ground မှာ2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရတယ်ပြီးနောက်ပိုင်းမှာတော့၄ပွဲဆက်တိုက်ရှုံးနေကြတာတော့ကျွန်တော်မြင်တွေ့လေ့ရပါတယ်။၄ပွဲမှာဆိုလို့ရှိရင်နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်တော့ Brighton အသင်းတို့သူတို့ England မှာ4-0ဆိုတဲ့ရလဒ်နဲ့ရှုံးနေတဲ့လို့ Chelsea အသင်းတို့ဆိုလို့ရှိ ှိရင်လည်းသူတို့ဖုန်းလေးဆိုရဲရလတ်နဲ့အဝေးကွင်းမှာထပ်ပြီးတော့ရှုံနေကြတာတော့မြင်တွေ့ရရတယ်။ဆောင်းတန်သေးနေနဲ့ဒီရာသီပရီးမီးယားလိမှာလည်းတော်တော်လေးအခြေအနေမလှလာဘူးပေါ့နော်။ဆိုလိုရင်းကသူတို့အနေနဲ့ဆိုလို့ရှိရင်လက်ရှိ ရီးမီးယားလိ28ပွဲတစားပြီးတဲ့အချိန်မှာနှစ်ပွဲသာအနိုင်ရယူနိုင်တဲ့အထိအခြေအနေကဆိုးရွားနေပြီးတော့၃ပွဲတည်22ပွဲရှုံးထားတယ်။အရာဂိုးက16ဂိုးပဲရထားပြီးတော့ဘေးဂိုးက69ဂိုးအထိပေးခဲ့ရတဲ့အနေအထားနဲ့ပြီးတော့ရှိရမှတ်6မှတ်ပဲရထားအနေအထားရဆိုရင်တော့သူတို့အနေနဲ့ဒီရသေးမှာနောက်ထပ်အဲဒီတန်းဆင်းရဖို့အနေအထားကတော့ကျင်းသစ်တလောက်ရှိသွားပြီလို့ကျွန်တော်တို့သုံးသပ်လို့ရမယ်ပေါ့နော်။အနှစ်သိန်းရဲ့ injury crisis တွေလို့ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Liverpool အသင်းရဲ့ဒီရသေးမှာအားကိုးရတဲ့တိုက်စစ်တစားသမားတယောက်ဖြစ်တဲ့ဒီ ခိုဒီကဘိုကတန်ရာကြောင့်မို့လို့ဆက်ပြီးလွဲချော်နိုင်မယ့်အနေအထားမှာရှိနေရပေါ့နော်။အာပြန်ပြီးလဲကစားကောင်းကစားနိုင်တဲ့အနေအထားမှာရှိမယ်။ဒါပေမဲ့ကျွန်တော်ထင်ပြောရရင်တော့အာနီစလော့အနေနဲ့အဲခိုဒီကဘိုကိုဒီလိုပွဲစဉ်မျိုးမှာ သုံးမယ်လို့မထင်ဘူးပေါ့နော်သူရှိတဲ့တစားသမားတွေလိုပဲရှိတယ်လို့သုံးသွားမယ်ထိုဒီကလပ်ဘူတို့တော့နောင်လာမယ့်ချန်ပီယံလိပွဲစဉ်ဒါမှမဟုတ်လို့ရှိရင်ဒီ EF တက် semi final ပွဲစဉ်တွေအတွက်ပဲချန်သွားမယ့်အနေအထားတွေမှာရှိတယ်နောက်ထပ်ဒန်ယန်ကတစားသမားတွေနဲ့ဆိုလို့ရှိရင် Tronor Bradley တို့လည်းဒီ international break ပြီးမှပြန်လာလောက်မယ့်အနေအထားမှာရှိမယ် Joe Gomez တို့ရာသီဂရုံပိုင်းလောက်မှပြန်လာလောက်မယ့်အနေအထားမှာရှိမယ် Thailand Modern တို့တော့ဒီ shoulder injury ဆက်ပြီးရနေတဲ့အနေအထားမှာရှိရပါတော့ Southampton အနေနဲ့ဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ဒီဒီ စားသမား၄လရောက်လောက်ထိ injury list ထဲမှာရှိနေနေထားမှာရှိတယ်။ကျွန်တော်တို့ရဲ့တစ်ချိန်ကဒီအချစ်တော်တစားသမားပြန်တယောက်ဖြစ်တဲ့ဒီ Adam Lallana ကတော့ဒဏ်ရာရနေတဲ့အတွက်ဒီ Liverpool သင်းနဲ့တစားမယ့်ဖွဲ့စဉ်မှာတော့ပါဝင်နိုင်မယ့်အနေထားတော့မရှိဘူးပေါ့နော်။ ကျွန်တော်တို့နှစ်သိန်းရဲ့ဒီ head to head တာမိုင်းအကြောင်းကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Liverpool အသင်းနဲ့ Southampton အသင်းတို့ဒီအရာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ချိန်ထိတွေ့ပြီးသွားပြီပေါ့နော်ပထမအကြော့မှာတုန်းကတော့ကျွန်တော်တို့တကယ်ထက်တခဲနဲ့2 3ဆိုတဲ့ရလာနဲ့တက်ပြီးတော့နိုင်ရတယ်အဲ့ချိန်တုန်းကဆာလာရဲ့ဒုတိယပိုင်းသွင်းရိုနာဂိုအကြောင်းသာဒါလင်ပေါ့နော်ကျွန်တော် Liverpool အသင်းနေနဲ့အနိုင်ရတဲ့အနေထား AFL Cup ပွဲစဉ်မှာတုန်းကဆိုလို့ရှိရင် Liverpool အသင်းနေနဲ့ဒီ Darwin Nunes နဲ့ Harvey Elliott တို့ရဲ့သွင်းရိုနဲ့အတူကျွန်တော်တို့2 1ဆိုတဲ့ရလာနဲ့မှတ်မှတ်ရရပဲအဲ ယ်တက်တောင့်တက်တာအနိုင်ရတဲ့အနေအထားမှာကျွန်တော်မြင်တွေ့ရရတယ်ဗောနော်ပရီးမီးယားလိမှာကျွန်တော်တွေ့ဆုံရတဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်တော့လီဗာပူးအသင်းကဒီ၄ချိန်ထိအနိုင်ရခဲ့တဲ့အနေအထားမှာရှိတယ်ပြီးတော့လို့ရှိရင်တစ်ချိန်တည်းရချထားတဲ့အနေအထားဗောနော်လီဗာပူးအသင်းရဲ့အန်ဖီးမှာပရီးမီးယားလိမှာတွေ့ဆုံရတဲ့ဒီနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်တော့လီဗာပူးအသင်းနေနဲ့၅ချိန်စလုံးတော့အနိုင်ရထားတဲ့အတွက်ဒီတစ်ချိန်မှာဆိုလို့ရှိရင်လည်းလီဗာပူးအသင်းနဲ့ဆောင်းအတမ်အသင်းတို့ရဲ့ပွဲစဉ်မှာလီဗာပူးအသင်းနေနဲ့အသာရဖို့အနေအထားတော်တော်လေးများတယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ် ဒီပွဲစဉ်မှာဆိုလို့ရှိရင်အဒိတာကလက်ဘဘူးတဲ့နေနဲ့ဒဇာခရော့ဘိုင်းဆိုင်ရာနဲ့ဒီဒဇာသမားတွေကြားမှာရှိတဲ့ link တွေသဖြင့်ပေါ့နော်လက်ဘဘူးတဲ့ရပုံမှန်အဖြစ်ဆိုလို့ရှိရင်ပွဲနေနဲ့ဝေးသွားတဲ့အနေထားတွေမှာဆိုလို့ရှိရင်တော့ယုံကြံရတဲ့အနေထားတွေကျွန်တော်တို့မြင်တွေ့လိမြင်တွေ့ရရှိတဲ့အတွက်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းအဲအဲ့ဒီအနေထားတွေကိုပြန်ပြီးတော့ recovery လုပ်ရမယ့်ပွဲစဉ်လို့ကျွန်တော်တို့ကယုံကြည်တယ်အထူးသဖြင့်အတော်ဆုံး scenario တစ်ခုဆိုလို့ရှိရင်တော့လက်ဘဘူးတဲ့ရစာနဲ့တဲ့နဲ့ပွဲစဉ်မှာ ပစင်းရိုးတကိုးကိုဆော့ဆစ်စီရထားနိုင်မယ်ဆိုလို့ရှင်တော့လီဗာပူးသိနေတဲ့ဒီပွဲစဉ်လို့တတ်တောင်းတတာနဲ့အဲကြော်ဖြတ်သွားနိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်မိပါတယ်ဒီပွဲပြီးရလက်ဆိုလို့ရှင်တော့ကျွန်တော်အနေနဲ့အဒီအသင်းရဲ့လက်ရှိ transfer ဘိုင်းတော့လည်းအနေထားတစ်ခုကောင်းနေတယ်တိုက်ဆက်ဘိုင်းတော့လည်းသင်းရိုးတွေလိုတလောက်ရယူနိုင်နေတဲ့အနေထားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ2နေဒါမှမဟုတ်လို့ရှင်3နေလောက်တော့လီဗာပူးသိနေတဲ့ရလက်ပိုင်းရယူသွားနိုင်မယ်လို့မျှော်လင့်ထားမိတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဒီလီဗာပူးသိနေတဲ့အဆောင်အတန်းသင်းတို့ရဲ့ Premier League ပွဲစဉ်28 ွဲကြို36ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်